လုံးမင်းမင်္ဂလာပါ။ဥရောပတန်ရဲ့အလဘဟုဂျာမနီနိုင်ငံရဲ့တောင်ပတိုင်းမှာရှားစနစ်ပေါင်းများစွာတပိုင်းပုံရိပ်တွေထင်ဟနေတဲ့မြို့တစ်မြို့ရှိပါလေ။အဲ့ဒီမြို့ဟာတမန်မြို့တော်မဟုတ်ပါဘူး။တချိန်ကဥရောပတိုင်းကိုလွှမ်းမိုးခဲ့တဲ့ရောမအင်ပါယာရဲ့ဧကရုပ်ဘုရင်တွေစိုးစံခဲ့ရာနေရာဂျာမန်လူမျိုးတို့ရဲ့အနုပညာနဲ့ရှင်ကျေးမှုတွေထုံးကားခဲ့ရာနေရာ။ ကမ္ဘာတမန်ရဲ့အမောင်းမိုက်ဆုံးစာမျက်နှာတွေဖြစ်တဲ့နာဇီတွေရဲ့အာကောင်မုန်းတံခြေလန်းတွေစတင်ခဲ့ရာနေရာတရားမျှတမှုကိုပြန်လည် ပို့ဆောင်ခဲ့တဲ့ကမ္ဘာကျော်စစ်ခုံရုံးတရှိရာနေရာဟုတ်ပါတယ်အဲ့ဒီမြို့ကတော့နူဝင်ဘတ်မြို့ပဲဖြစ်ပါတယ်ဒီကနေ့ကျွန်တော်တို့ရဲ့ Walk Up Day Channel ကနေရှီဟောင်းရဲတိုက်ကြီးတွေကန်းနာတဲ့ဖျားချောင်းတွေနာကျင်စရာတမိုင်းတင်ကန်းစာတွေနဲ့အတူစီဝါရေးအချက်အချာဖြစ်တဲ့ လူရင်ပန်မျိုးကြီးအကြောင်းကိုအသေးစိတ်တင်ဆက်ပေးတော့မှာမို့အဆုံးအထိကြည့်ရှုပေးကြဖို့ဖိတ်ခေါ်လိုက်ပါတယ်။ပထမဆုံးအနေနဲ့လူရင်ပတ်ရဲ့ရှည်ရတဲ့တမိုင်းကြောင်းကိုကြံပြောင်းကြည့်ကြအောင်ပါ။လူရင်ပတ်ကိုတမိုင်းမှတ်တမ်းတွေမှာပထမဆုံးစတင်တွေ့ရှိတာကတော့ AD 1050ခုနှစ်ဇူလိုင်လ16ရက်နေ့မှာဖြစ်ပါတယ်။အဲ့ဒီအချိန်ကစီဂန်နာလို့ခေါ်တဲ့လွတ်လပ်ခွင့်ပေးခြင်းစာချုပ်တစ်ခုမှာ နူယံဘတ်ဆိုတဲ့နာမည်နဲ့စတဲ့ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ကျောက်ဆောင်တူတက်တဲ့တောင်ကုန်းပေါ်မှာတရှိတဲ့အတွက်ကျောက်ဆောင်တောင်ကုန်းလိုလေအသေးပဲရပါတယ်။အလဲခစ်ကို ရောက်လာတဲ့အခါမှာတော့နူယံဘတ်ကအရှိန်ဟုန်နဲ့တူတက်လာပါတယ်။အထူးသဖြင့်1200ဆပူးခုနဲ့အီကရစ်ပီယန်ဒူဒီယာမြောက်ဖရန်ဒလစ်နစ်ကနူယံဘတ်ကိုလွတ်လပ်သော အင်ပါယာမြို့တော်အဖြစ်သတ်မှတ်ပေးလိုက်ပါတယ်။ လူရင်ပတ်ဟာနေသားပယ်စားရဲ့လက်အောက်ခံမဟုတ်တော့ပဲအကိပင်းရဲ့တရဲ့အုပ်ချုပ်မှုအောင်မှာကိုပိုင်ခွင့်ရေးတွေနဲ့ရည်တည်ခွင့်ရသွားပါလေ။ဘောင်း356ခုနှစ်မှာဘူရန်ဘူးလို့ခေါ်တဲ့ဥရီယာအင်ပါယာရဲ့အသည့်ဆက်ဆက်ဘရင်လောင်းတိုင်းဟာပထမဆုံးတိုင်ခမ်းလက်လေပွဲကိုလူရင်ပတ်မှာမဖြစ်မနေကျင်းပရမယ်လို့သတ်မှတ်ခဲ့ပါလေ။ဒါကြောင့်လူရင်ပတ်ဟာတရဝင်းသတ်မှတ်ထားတဲ့အင်ပါယာမြို့တော်ဖြစ်လာခဲ့ပါလေ။ 1424ခုနှစ်ကနေစပြီးရာစုနှစ်ပေါင်းများစွာတိုင်အောင်အင်ပါယာရဲ့ဘုဒ္ဓံရတနာတွေတတဖူတွေကိုဂျီညွတ်မှာပဲဒွင်းသိမ်းထားခဲ့ရပါတယ်။ဆွမ်းရာစုနဲ့ဆက်ချောင်းရာစုတွေဟာလူရင်ပတ်ရဲ့ရွှေခေတ်ဖြစ်ပါတယ်။ကုန်သွယ်ရေးလမ်းကြောင်းတွေစုံစည်းရာဖြစ်လို့စီးပွားရေးကောင်းသလိုအမှုပညာပတ်မှာလည်းကမ္ဘာကျော်ပကြီးစရာအဘက်ဒူရာလိုပုံကိုယ်တွေပေါ်ထွန်းခဲ့ပါတယ်။အဘပရမဆုံးကမ္ဘာလုံးပုံစံငယ်ကိုတီထွင်ခဲ့တဲ့ မတင်ဘေးမိုင်အိဆောင်နိုင်ကိုစတင်တည်တွင်ခဲ့တဲ့ပီတာဟန်လေတို့ဟာဒီမျိုးသားတွေဖြစ်ပါတယ်။ဒါပေမဲ့20ရာစုမှာတော့နူးယင်ဘရဲ့ကန်တမာဟာစောက်တိုးမှုမျိုးဖြစ်သွားခဲ့ပါတယ်။အတော်ဟစ်တလာအာဏာရလာတဲ့အခါမှာနူးယင်ဘရဲ့ရှီဟောင်းအင်ပါယာကုန်ဒရက်တွေကိုသူသဘောချခဲ့ပါတယ်။ဒါကြောင့်နာဇီပါတီရဲ့နှစ်ပတ်လည်ညီလာခံကြီးတွေကိုဒီမျိုးမှာပဲကြီးကြီးကျယ်ကျယ်ကျင်းပခဲ့ပါတယ်။လူလူမျိုးတွေကိုဖိနှိပ်တဲ့ နမီဇိုးပြင်ကြောကြတော့နှုတ်ရင်ပဥပဒေတွေကိုလည်း1935ခုနှစ်မှာဒီမျိုးမှာပဲပြဋ္ဌာန်းခဲ့ပါတယ်။ဒီအချက်တွေကြောင့်ဒုတိယကမ္ဘာစစ်ပွဲမှာမာမိတ်တို့ရဲ့အဓိကပြစ်မှတ်ထားဘုံကျဲချင်းကိုခံခဲ့ရပါတယ်။1945ခုနှစ်ဇန်နဝါရီလ2ရက်နေ့အရတမ်းမော်တဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်ရှီဟောင်မျိုးတော်ရဲ့60ရာခိုင်နှုန်းလောက်ပြာကျခဲ့ရပါတယ်။စစ်ပြီးသွားတဲ့အခါမှာတော့အဝါကြီးကနှုတ်ရင်ပကိုနောက်တစ်မျိုးပြန်မှတ်မိသွားပါတယ်။အဲဒါကတော့နာဇီစစ်ရာဇဝတ်ကောင်တွေကို စစ်ဆေးစီရင်တဲ့ နူယင်ဘတ်ထရိုင်ယပ်စစ်ကုံယုံတရှိဟာနေရာအဖြစ်ကဘာကြီးကနူယင်ဘတ်ကိုနောက်တစ်မျိုးပြန်မှတ်မိသွားခြင်းဖြစ်ပါတယ်။နာဇီတွေအာကောင်ခဲ့တဲ့နေရာမှာပဲနာဇီတွေကိုပြန်လည်စီရင်ခြင်းဟာတမန်ရဲ့ထူခြားတဲ့တိုက်ဆိုင်မှုဒါမှမဟုတ်တရားမျှတမှုရဲ့ပြယုတ်တစ်ခုဖြစ်ပါတယ်။စစ်ဘီကမှာတော့မြို့သူမြို့သားတွေဟာသူတို့ရဲ့မြို့ဟောင်းကြီးကိုမူလပုံစံအတိုင်းမပြတ်မကွက်ပြန်လည်တိဆောက်ခဲ့ကြလို့ဒီနေ့မှတော့ကျွန်တော်တို့မြင်တွေ့နေရတဲ့အလားတရားတွေပြန်လည်ရှင်းတန်းလာတာဖြစ်ပါတယ်။ နွေဘမျိုးဟာဂျာမနီနိုင်ငံတောင်ပိုင်းဘီဘေးရီးယားပြည်နယ်ထဲမှာတည်ရှိပါတယ်။ဒါပေမဲ့ဒေသခံတွေကသူတို့ကိုဘီဘေးရီးယားသားလို့ခေါ်တာထက်ဖရန်ကိုနီယာဒေသသားလို့ခေါ်တာကိုပိုကြိုက်နေတတ်ကြပါတယ်။သူတို့မှာကိုပိုင်ရင်ကျေးမှုကိုပိုင်လီတန်းရှိကြလို့ပါ။ ်မြို့ဟာပကနစ်မြကမ်းမနပမာဒီရှိပြီးညူလေကောင်ကိုမြစ်ကချက်တန်းစီတန်သွားပါလေဒီမိဟာရိုင်းမိန်တန်ညူသူမြောင်းကြီးနဲ့ဆက်ဆက်နေတဲ့အတွက်မြို့ပင်လေကနေပင်လယ်နဲ့အထိရီခီလန်ပေါ်ရောက်ပါတယ်ဒါဟာလူရင်ဘက်ကိုကုံတွယ်ရေးအချက်ချာဖြစ်စေတဲ့အဓိကအကြောင်းရင်းတစ်ခုပဲဖြစ်ပါလေလူကြီးအနီနေကတော့မြို့ရင်းမှာမာတိန်လေးတောင်းကျော်နေထိုင်ပြီးပါလီအမ်ဘာညူဒီကိုလုံးတောင်းရဲ့မြို့ကြီးတွေပြီးရင် ဂျန်နီရဲ့14ခုမြောက်အကြီးဆုံးမြို့ဖြစ်ပါတယ်။ဗျာဇီဝတုကတော့ကုန်းနမတ်ရာဇီကုထုမြို့ဖြစ်ပြီးနွေရာသီမှာကြမ်းမြ25ဒီဂရီစင်တီဂရိတ်လောက်ရှိတတ်ပါတယ်။ဇောင်းရာသီမှာတော့အနှုတ်ဒီဂရီအထိကျဆင်းပြီး နင်းတွေတူသက်စွာကြားလိရှိပါတယ်ဂျာမနီရဲ့အလဲပိုင်းကျောင်းတဲ့နေရာမှာတရှိတာကြောင့်ယသလန်ဘဝိပိလမ်းမကြီးတွေစုံစည်းရာမြို့ကြီးတစ်ခုလည်းဖြစ်ပါတယ်နူယင်ဘက်ရဲ့တီဂေတာမြို့ရဲ့အမြင့်ဆုံးတဲကျောက်တောင်ကုန်းပေါ်မှာတရှိရာကတော့ကိုင်းစာဘက်လိုခေါ်တဲ့အင်ပါယာရဲတပ်ကြီးပဲဖြစ်ပါတယ်စတက်ရာစုကတရှိခဲ့တဲ့ဒီရဲတပ်ကြီးဟာဥရောပရဲ့အခိုင်အကန့်ဆုံးခံတပ်တွေတည်းကတစ်ခုလည်းဖြစ်ပါတယ်ရဲတိုင်းပေါ်ကနေကြီးလိုက်ရင် ုံးကြီးရောင်အမိုးလေးတွေနဲ့ရှေဟောင်းမြို့ရဲ့အလားကိုအပေါ်စည်းကနေအပြည့်အဝခန်းစားနိုင်ပါတယ်ရဲတိုင်းထဲမှာရှိတဲ့ဒီဝဲလို့ခေါ်တဲ့ပေ160ကျော်နဲ့တဲ့ရေတွင်းကြီးဟာလည်း နာမည်ကြိုကြားပါတယ်။ရည်တကွက်လောင်းချလိုက်ရင်အောက်ခြေရောက်ဖို့စကတ်အတော်ကြာဆောင်းရတဲ့အသည့်နှဆိုင်ပါတယ်။ရေတိုက်ကနေဈေးလာရင်မြို့လေကောင်ကဟော့စမတ်ဈေးအမီကြီးကို ရောက်ပါမယ်။ဒီနေရာမှာထူးခြားတာကတော့16မီတာမြင့်တဲ့ရှွန်းနာဘရွန်နန်လို့ခေါ်တဲ့လှပတော်ရေပန်းကြီးရှိပါတယ်။ဂေါ်တစ်လက်ရာရွှေရောင်တောက်ပနေတဲ့ဒီရေပန်းရဲ့တန်တိုင်းမှာရွှေရောင်လက်စွပ်ကွင်းလေးတစ်ကွင်းရှိပါတယ်။အနာဂီတွေကဒီလက်စွပ်ကိုတုံးကလှည့်ပြီးစုတောင်းရင်စုတောင်းပြည့်တယ်လို့ယုံကြည်ကြပါတယ်။ ခရီးသွားတိုင်းဒီလက်စွပ်ကိုလာလှည့်ကြလို့လက်စွပ်ကွေးလေးကအမြဲတမ်းပြောင်းလဲနေတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါအပြင် Saint Laurent နဲ့ Saint Sebastian လို့ခေါ်တဲ့ကြီးမားခန်းနာတဲ့ဘုရားကျောင်းကြီးတွေနေ့စဉ်မွန်းတက်၁၂နှစ်ဆိုရင်အယုတ်လေးတွေထွက်ကြတဲ့ Promotion Kishap ဘုရားကျောင်းနိုင်စဉ်တို့ဟာလက်ရညောက်လာပါတယ်။ ။တမိုင်းကိုစိတ်ဝင်စားသူတွေအတွက်တော့မဖြစ်မနေသွားမယ့်နေရာတစ်ခုရှိပါတယ်။ပရမတ်တကူကတော့နာဇီပါတီ rally ground မှာနာဇီတွေစီးရင်ပြခဲ့တဲ့အေယာမကွင်းမင်ကြီးနဲ့ဂျောမာကကိုလစီယန်ပုံစံတည်ဆောက်ထားတဲ့ကွန်ကရစ်ဟေးကြီးရှိပါတယ်။အခုတော့အဲ့ဒီနေရာကိုတမိုင်းပြတတ်အဖြစ်ဖွင့်လှစ်ထားပါတယ်။ နောက်တစ်ခုကတော့ Palace of Justice ရုံးတော်ကြီးဖြစ်ပါတယ်။အဲ့ဒီတဲကအခန်းအမှတ်600ဟာနာစီခေါင်းဆောင်တွေကို စစ်ဆေးစီရင်ခဲ့တဲ့တမိုင်းဝင်နေရာဖြစ်ပါတယ်။အခုတတိတရားရုံးဖြစ်သုံးဆွဲနေစေဖြစ်ပြီးမယ်။ခရီးသွားတွေကိုဝင်ရောက်လည်လာခွင့်ပေးထားစေဖြစ်ပါတယ်။မြို့ရင်ဘက်ကိုကမ္ဘာအယုတ်မြို့တော်လို့တင်စားကြပါတယ်။ဘာကြောင့်လဲဆိုတော့ကမ္ဘာအကြီးဆုံးအယုတ်ပြပွဲကြီးဖြစ်တဲ့ International Trophy ကိုနိစင်ဒီမြို့မှာကျင်းပလို့ဖြစ်ပါတယ်။နိုင်ငံတကာကအယုတ်တုပ်လုပ်သူတွေ၊ကုန်တွယ်တွေ စုဝေးရာနေရာလည်းဖြစ်ပါတယ်။ဒါအပြင်စာအိတ်ကရိယာနမည်ကြီး favor custody ရဲ့ယုံကြုံနဲ့ဆက်ယုံဟာလည်းနိုဝင်ဘာမြူအနီးမှာရှိပါတယ်။ Siemens Boss အစရှိတဲ့နည်းပညာနဲ့ပစ္စည်းပစ္စည်းကုမ္ပဏီကြီးတွေရဲ့အဓိကသုတေသနနဲ့ထုတ်လုပ်ရေးစင်တာတွေလည်းဒီမှာရှိပါတယ်။ချင်းချင်းမှုအပိုင်းမှာတော့နှုတ်ရင်ဘတ်ဟာသူ့ရဲ့ Chris Kinsley List Match လို့ခေါ်တဲ့ Christmas ဈေးပွဲတော်ကြောင့်ကဘာကျော်ပါတယ်။စကွန်ရာစုကတည်းကကျင်းပခဲ့တဲ့ဒီဈေးပွဲတော်ဟာ ဂျမ်းမီမှာရှိအကြဆုံးနဲ့အလားပါဆုံးစီးရင်ဝင်ဖြစ်ပါတယ်။ပစ်စင်ဒီဇင်မာလာဆိုရင်မြို့လေကောင်ရင်ပင်ကြီးကမီးအောင်ဆုံးတွေဈေးဆိုင်တန်းတွေနဲ့ပြင်းထန်နေပြီးဂျင်းပေါင်မုတ်အနှံ့တွေငွေပြန့်နေတတ်ပါတယ်။အစားတော့ဝန္ဒနာပါသူတွေအတွက်ကတော့နူရင်ဘတ်ရော့စ်ဘတ်စပေါ့စ်ကိုညီစံကြည့်တင်ပါတယ်။ဒါကတော့နူရင်ဘတ်ဒေသအတွက်လက်တန်းရွယ်စားရှိတဲ့ဝက်ဥကြောင်လေးတွေဖြစ်ပါတယ်။ထုံးစံရဝက်ဥကြောင်တုံးကြောင်ကိုပေါင်မုတ်လုံးတစ်လုံးကြားထဲညက်ပြီးစားကြတာဖြစ်ပါတယ်။ dry and wet glass ဆိုတဲ့နာမည်နဲ့ လမ်းလေးဆိုင်တွေမှာဝယ်စားကြရတာကအရသာအရှိဆုံးဖြစ်ပါတယ် ဂျီရိုဖရန်ကိုနီယာဒေတာတော့ဘီယာနဲ့ဝိုင်းတွေကလည်းနမည်ကြီးပါတယ်။အကစားဘက်မှာဆိုရင်တော့ YFC နူယင်ဘက်ပေါ်လုံးတင်းဟာမြို့ကန်တွေရဲ့အသေးကြောဖြစ်ပါတယ်။ဂျာမန်ဘွန်ဒလီဂါတမိုင်းမှာအောင်မြင်မှုတွေရခဲ့ဘူးပြီး The Club Luchs No ကိုကြားပါတယ်။နူယင်ဘက်မြို့ကအလဲခေရဲ့ခန္ဓာထေဝါမှုကိုပြသနေတယ်လို့စစ်ပွဲရဲ့အနေကယုံလေးကိုလည်းမမေ့မလျော့သတိပေးညီခြင်းဖြစ်ပါတယ်။တစ်ဖက်မှာလည်းကိမီနည်းပညာတွေတိုးတက်နေတဲ့စီဝါရေးတွေနဲ့ရှေ့ကိုဆက်လန်းနေခြင်းဖြစ်ပါတယ်။ တမိုင်းကိုချစ်မြတ်လို့သူအနုပညာကိုခံစားခြင်းသူဒါမှမဟုတ်အရသာရှိတဲ့အစားအစာတွေကိုမီးစမ်းခြင်းသူတွေအတွက်လူရင်ဘက်ဟာအရာအလုံးပြီးပြည့်စုံနေတဲ့မြို့တစ်မြို့ဖြစ်ပါတယ်။ဂျာမနီနိုင်ငံကိုရောက်ခဲ့မယ်ဆိုရင်ဒီတမိုင်းဝင်မြို့ကြီးကိုမပြတ်မနေလာရောက်လည်ပတ်ဖို့တိုက်တွန်းခြင်းပါတယ်။ဒီကနေ့တင်ဆက်ပေးခဲ့တဲ့လူရင်ဘက်မြို့အကြောင်းဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့မိတ်ဆွေများအားလုံးကိုကျွန်တော်တို့ရဲ့ဟော့ကပီတဲ့ချန်နယ်ကနေ ကျေးဇူးအထူးတင်ရှိပါတယ်။နောက်ထပ်လည်းကမ္ဘာမြို့ကြီးတွေရဲ့စိတ်ဝင်စားစရာအကြောင်းတွေကိုကျွန်တော်တို့ရဲ့ Capital Channel ကနေဆက်လက်တင်ဆက်ပေးသွားမှာမို့ Subscribe လုပ်ထားဖို့နဲ့ခေါင်းလောင်းလေးကိုကြိတ်ထားဖို့မမေ့ကြပါနဲ့ခင်ဗျာ။အားလုံးပဲကိုစိတ်နှပြရွှင်လန်းချမ်းပြေကြပါစေ။